ဒီ inverter မှာပါတဲ့ low voltage production နဲ့ high voltage production ကတကယ်အလုံးလုံးသလားဆိုတာကိုကျွန်တော်အခုစမ်းကြည့်ပါမယ်။ input voltage က tan voltage ကနေပြီးတော့15 voltage အတွင်းပေးလို့ရတယ်လို့ဒီမှာရေးထားတယ်။ input voltage tan voltage အောက်ရောက်တာနဲ့ဒီ inverter ကနေပြီးတော့အလန်းမြည်ပြီးတော့ output ကိုဖြတ်ချပေးမယ်။ input voltage က15 voltage အထက်ကျော်ပြီးတော့ပေးမိမယ်ဆိုလို့ရှိရင်လည်းဒီ inverter ကနေပြီးတော့ output ကို auto ဖြတ်ချပေးမယ်လို့ဒီမှာရေးထားတယ်။ ကျွန်တော်အခုကတော့ inverter ကိုဒီမှာတွဲဖို့ပေးထားတယ်။ output ကိုတော့ဒီမှာ function တွေကို auto ရွေးချယ်တိုင်းပေးနိုင်တဲ့ smart digital meter လေးနဲ့ output board တွေကိုဒီမှာတိုင်းထားတယ်။ဒီမှာ226 volt ဆိုပြီးတော့ထွက်နေတယ်။ဒီမှာတွဲဖို့ပေးထားတာကနေပြီးတော့တန်းဖို့အောင်ရအောင်ကျွန်တော်ရှော့လိုက်မယ်။အဲ့တော့ကျွန်တော်ဒီကောင်လေးကိုဘိုးလေးကိုဒီမှာ short ကြည့်လိုက်မယ်။ဒီမှာတန်းပို့အောင်ရောက်သွားတာ ਨੇ ဒီမှာအလန်းမြည်ပြီးတော့အောက်ပို့လည်းမထွက်တော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ကဒီဘိုးလေးကိုပြန်ပြီးတော့တင်ကြည့်မယ်เนาะတင်ကြည့်လိုက်တဲ့အခါမှာတန်းပို့အထက်ရောက်သွားတာ ਨੇ ဒီမှာတင်ကြည့်လိုက်တဲ့အခါမှာတန်ဖို့ရဲ့အထက်ရောက်သွားတာနဲ့ဒီမှာအင်ဗာတာကနေပြီးတော့စပြီးတော့အလုံးလုံးတယ်ဒီမှာအောက်ဘက်ကလည်း226ဖို့ဆိုပြီးတော့ဒီမှာထွက်ပေးတယ်အဲ့တော့ဒီအင်ဗာတာကို15ဖို့အထက်ကျော်ပြီးတော့ပေးကြည့်လိုက်မယ်15ဖို့အထက်ကျော်ပြီးတော့ပေးကြည့်လိုက်တဲ့အခါမှာဒီမှာအလန်းမြည်ပြီးတော့ဒီမှာအောက်ဘက်ကိုဖြတ်ချပေးသလားဆိုတော့ကျွန်တော်စမ်းကြည့်မယ်အဲ့တော့ကျွန်တော်ဒီမှာဒီကောင်းကို15ဖို့အထက်ရအောင်ကျွန်တော်တင်ကြည့်လိုက်မယ်နော်ဒီမှာဆိုလို့ရှိရင်15.5ဖို့ရောက်တဲ့အခါမှာဒီမှာအလန်းမြည်လာတယ် ဒီမှာအောက်ပုတ်လည်းမထွက်တော့ဘူးဒီမှာအလန်းလည်းမိလာတယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုပြန်ပြီးတော့ short ကြည့်လိုက်မယ်ပြန်ပြီးတော့အလုံးလုံးမလားပေါ့နော်ဒီမှာ15ဖို့အောက်ရောက်တဲ့ခါမှဆိုရင်ဒီမှာအလန်းမိလာလည်းရပ်သွားတယ်ဒီမှာအောက်ပုတ်ကလည်း226ဖို့ဆိုပြီးတော့ ထွက်ပြီးတယ်။အဲ့တော့ကျွန်တော်အခုစမ်းသပ်ချက်အရဆိုလို့ချင်းဒီယမတာကဒီမှာပြောထားတဲ့အချက်လက်တိုင်းတကယ်လှုပ်လှတာကိုတွေးရတယ်နော်။ဒီယမတာလေးကိုကိုယ့်အတွက်အသုံးလို့လို့ဝယ်ယူခြင်းနဲ့ဆိုလို့ချင်းလည်းကျွန်တော်ဒီမှာပြထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘုသူတတစုံတရားရရှိတယ်လို့ခံစားရတယ်ဆိုလို့ချင်းလည်းဒီဗီဒီယိုရဲ့ comment မှာတစ်ခုခုမှန်ပေးသွားဖို့တောင်းဆိုချင်ပါတယ်။